ဖိုင်းမှာကန့်သက်ချက်တွေကြောင့်လူသမားရေးကူညီဖို့ခက်ခဲလာပါတယ်။ထိုင်းနိုင်ငံကိုလာရောက်လွတ်လပ်ကြတဲ့မြန်မာရှေ့ပြောင်းလူသမားတွေထဲမှာလူသမားအခွင့်အရေးချိုးပေါက်ခံနေရတာတွေရှိတာကြောင့်အဲ့ဒီကိစ္စတွေကူညီဆောင်ရွက်ပေးနေတဲ့ဖွဲ့စည်းတွေမှာအခက်အခဲချို့ရှိနေပါတယ်။လူသမားရေးကူညီဆောင်ရွက်ပေးနေတဲ့ဖွဲ့စည်းတွေအနေနဲ့တရားဝင်ဖြစ်ဖို့ခက်ခဲတာတွေအဖွဲ့ဝင်တွေကစေတနာဝန်ထမ်းတွေဖြစ်ကြပြီးရုံးတွေတွာလာရမှာဝက်ပါမင်းမတူတာတွေကြောင့်သူတို့ကိုယ်တိုင်စစ်ဆေးခံနေရတာတွေ တချို့လုပ်ငန်းရှင်တွေရဲ့ချင်းချောက်ချင်းခံရတာတွေစတဲ့အခက်အခဲတွေရှိနေတယ်လို့ရှေ့ပြောင်းလူသမားကြီးဆောင်ရွက်နေသူတွေကပြောပါတယ်။ဝင်းမင်းတို့ရုံးခွဲတွေမှာလုပ်နေတဲ့လူတွေကလည်းအလုံးစည်စနာဝန်ထမ်းတွေဖြစ်တဲ့ဒီဒုက္ခရောက်နေတဲ့လူသမားတွေကိုသူတို့မသိနိုင်တဲ့ဥပဒေလမ်းကြောင်းတွေသူတို့မသွမ်းတတ်တဲ့ရုံးတွေသွားဟိုဒီမှုကိုလိုက်ဖို့အခက်အခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ဖြေရှင်းပေးပြီးတော့ရှေ့ရနေပြီးတော့လိုက်ပါပို့ဆောင်ပေးလိုက်ပါရက်တိပေးလောက်ရတာလေ။အဲ့တော့အဲ့လိုမျိုးတွေမှာတော့တချို့ရုံးတွေမှာဝတ်ပါမင်းမတူတာတို့ဘာတို့နဲ့စစ်တာစေးတာမျိုးတွေလည်းအခက်အခဲတွေကြုံရတာတွေရှိတယ်။ ။အဲပြီးတော့ဒီအလုတ်ရှင်နေနဲ့ထိတ်တိုက်တွေ့ရတဲ့ခါတွေမှာအလုတ်ရှင်နေရဲ့ဒီလူမိုက်ဆန်ဆန်ချင်းချောင်းမှုချင်းချောင်းမှုဟိုဒီကိုလည်းကြုံရတာလေလေရှိတယ်ရှိတယ်ပေါ့နော်။အဲဒီကြားထဲဒီသိုးအာနာပိုင်တွေကအလုတ်ရှင်ဘက်ကရက်တည်ပြီးတော့ကိုယ်တွေကိုပြန်ဒုက္ခပေးတာမျိုးတွေလည်းကြုံရတယ်။အခက်ခဲတွေကတော့ဟိုအများကြီးပါပဲ။ကြုံတွေ့ရလေးရှိတဲ့ခက်ခဲလောက်ကခက်ခဲရတော့ဒီဒီဒီလောက်ပါပဲ။အလုသမားကြီးကိုကြီးဆောင်ရပေးနေတဲ့အဖွဲ့စည်းတွေကအဖွဲ့ဝင်နေပါတာတွေကြောင့်လူခွဲမရှိတာတွေ ထိုင်းနိုင်ငံမှာတရားဝင်အဖွဲ့အစည်းဖြစ်ဖို့ခက်ခဲတာတွေကြောင့်အမှုတိုင်းကိုဖြစ်ရှင်းပေးဖို့ခက်ခဲလာတယ်လို့ရှေ့ပြောင်းလူ့သမားရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ကျွန်တော်တို့ဒီမှာပဲလက်ရှိပေါ့နော်။ကုညီတောင်းခံတာပါအမှုကြီးတွေပဲ60ကျော်လောက်ရှိရအမှု20 30လောက်ရှိတယ်ပေါ့နော်။အဲအဲ့ဒါတွေကိုလည်းကျွန်တော်တို့အနေနဲ့လက်မပေးနိုင်ဘူး။ဘာလို့လက်မပေးနိုင်လဲကျွန်တော်တို့ကလည်းရုံးမှာလူပွဲမရှိတဲ့အပိုင်းတွေပေါ့နော်။အဲလက်ရှိခက်ခဲမှုကြတော့ဒါဒီလိုမျိုးပေါ့အဖွဲ့အစည်းတွေအနေနဲ့လုံးဝလာကြတော့ဒီလိုမျိုး လူပွဲမရှိတာရဲ့ရှုံးမှကြတော့တေဝင်အကျွန်တော်တို့ဒီမရတဲ့အပိုင်းတွေပေါ့နော်အဲ့လိုမျိုးခက်ခဲမှုတွေရရှိပါဟုတ်မြန်မာရှိပြောင်းလို့တမားရဲ့အနေနဲ့လောက်ခလာစားမရတာတွေလုပ်ငန်းခွင်အနေရဖြစ်လို့ရော်ကျွေးငွေမရတာတွေစတဲ့အမှုမျိုးတွေမှာပကတ်ဆန်ကွန်ဆိုတဲ့လူမှုဖွလုံရေးကတ်မရှိတဲ့အလုံသမားတွေဆိုရင်လုပ်ပြီးရခက်ခဲတယ်လို့ရှစ်ပြောင်းလူသမားရေးဆောင်ရွက်နေတွေကပြောပါတယ်အဓိကကတော့လောကကမရတာတွေအဲပြီးတော့ဟိုအလုံယုံကနေပြီးတော့ ဟိုဘယ်လိုလဲဘယ်လိုပြောမလဲစီလိုဝါလိုမောင်းထုတ်တာတွေဓာတ်ရီကတော့အများဆုံးပါပဲနောက်ဆက်တွဲရတော့ဒီဟိုလိမ့်လိမ့်ခံရတာတွေအဲပြီးတော့နောက်တစ်ခုကလုံခန်းဝင်ထဲမှာထိခိုက်တံအရာခြေပြက်လက်ပြက်ဖြစ်သွားတာတွေတက်တည်ဆုံးတာတွေဆိုတော့နှစ်နာကြီးတွေအေးလိုက်ပါဆောင်ခဲ့တဲ့ခါတွေမှာဒီပကံဆန်ကုန်မရှိတဲ့လူသမားတွေဆိုရင်တော်တော်လေးကိုခက်ခဲတာတွေကြုံရတာပေါ့နော်အဲသူခုနပြောလို့အဲ့ဒီအဲ့ဒီအရာတွေကတော့တော်တော်လေးအများဆုံးသူပြောရမယ်အဲပြီးတော့ MOU လုပ်သမားတွေဒီဘာကျုပ်ပါစီကံနေချိုးပေါက်ခံရတာတွေစသည်ဖြင့်ပေါ့ မြန်မာရှေ့ပြောင်းလူသမားရဲ့အနေနဲ့လောက်ခလာစားမရတာတွေထိုင်းနိုင်ငံမှာအလုံရှားပါတာကြီးကြောင်းအလုံမရတာတွေပွဲစားတွေကဆက်မှတ်ကြီးတောင်းပြီးမတိကြတဲ့လုပ်ငန်းတွေမှာအလုံသွင်းပေးတာတာကြောင်းအလုံကောင်းကောင်းမရတာတွေဆက်မှတ်ကြီးတွေလင်းသွားတာတွေစတဲ့အဖြစ်မျိုးတွေကြုံတွေ့နေရတယ်လို့ရှေ့ပြောင်းလူသမားကြီးဆောင်ရွက်နေသူတွေကပြောပါတယ်ပြောမယ်ဆိုရင်ဒီထိုင်းနိုင်ငံမှာလည်းလှုပ်ရှားပါတဲ့ကိစ္စနဲ့ဆောင်ရွက်ချက်တွေအများဆုံးပြတာဂျုံတွေ့ရတယ်ပေါ့။နောက်ပြီးဒီကျွန်တော်မြန်မာပွဲစားတွေတော်တော်များများလည်း အသေးချာမရေရတဲ့ဒီ၅တန်းနေ၁၀တန်းနေမှာလှုပ်လို့ရှာလှုပ်လို့ထက်ပြီးရင်၃လတော့မပြေ၂လတော့ပြေချုပ်ပြေအဲ့လိုမျိုးနီးစနစ်တွေကဟိုကဒါကြုံတွေ့နေရထိုင်းရောက်မြန်မာရှေ့ပြောင်းလူသမားရဲ့အနေနဲ့ဆိုရှယ်မီဒီယာကိုချင့်ချိန်သုံးကြဖို့နဲ့သူတို့ဘာနိုင်ငံမှာလာရောက်လွတ်လပ်ကိုင်နေကြသူတွေဖြစ်တာကြောင့်ထိုင်းနိုင်ငံရဲ့လူသမားဥပဒေတွေကိုတည်ထားဖို့လိုပြီးအလိမ်မခံရအောင်တည်ထားကြဖို့နဲ့ TikTok တွေမှာပဲအချိန်မကုန်ကြဖို့ကိုရှေ့ပြောင်းလူသမားရေးဆောင်ရွက်နေသူတွေကတတိပေးထားပါတယ်